ီဇင်မပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် K2L အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့အစီအစဉ်မှာပြောပြပေးမယ့်အကြောင်းအရာကတော့ကလေးတွေမှာတွေ့ရများတဲ့စိတ်ဖိစီးမှုတွေဒီစိတ်ဖိစီးမှုလက္ခဏာတွေကိုဘယ်လိုသိနိုင်မလဲစိတ်ကျမ်းမာရေးကိုပံ့ပိုးပေးနိုင်မယ့်နည်းလမ်းတွေနဲ့စိတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အယူအဆအမှားတွေအစရှိတဲ့အခန်းကဏ္ဍအလုံးကိုဆက်ဆက်ပြီးကြဲကြဲပြန့်ပြန့်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့စိတ်ကျမ်းမာရေးနဲ့ကလေးတွေမှာကြုံတွေ့ရများတဲ့စိတ်ဖိစီးမှုတွေ ဒီစိတ်ပြည့်စုံမှုလက္ခဏာတွေကိုဘလို့သိနိုင်မလဲဆိုတာတွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ mental health စိတ်ကျန်းမာရေးဆိုတာဘာလဲ။စိတ်ကျန်းမာရေးကကိုယ်ခန္ဓာကျန်းမာရေးလို့ပဲအရေးကြီးပါတယ်။စိတ်ကျန်းမာရေးဆိုတာကလူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုဆိုင်ရာလူမှုရေးဆိုင်ရာကျန်းမာရေးကိုဆိုလိုတာဖြစ်ပါတယ်။ဒါကလူတွေရဲ့အတွေ့အခေါ်ခံစားမှုအပြုံးမှုတွေကိုထိခိုက်စေပြီးတော့နေစဉ်ဘဝမှာလှုပ်ဆောင်နိုင်စွမ်းနဲ့ဆက်ဆံရေးတွေကိုပါတက်ရောက်မှုရှိနေပါတယ် စိတ်ကြမ်းမရေပြဿနာတွေကတော့စိုးရိမ်ပူပန်မှု စိတ်ကြယောဂါစိတ်ကစင်ကလေးယာယောဂါစိတ်ကြောင်ခြောက်ခြားယောဂါ PTSD လို့ခေါ်တဲ့ Post Traumatic Stress Disorder တို့ဖြစ်ပါတယ်စိတ်ကြမ်းမရေဆိုတာအသက်အရွယ်မရွေးမှဖြစ်ပေါ်တတ်တဲ့အခြေအနေတစ်ခုလည်းဖြစ်ပါတယ်ကလေးတွေမှာအများဆုံးဖြစ်ပေါ်တတ်တာကတော့ပူဆွေးတောကရောက်မှုဖြစ်ပြီးကလေးတွေကတော့မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ဆိုးဝါးတဲ့ဖြစ်ရက်တွေအပေါ်မှာမူတည်ပြီးတော့တုံ့ပြန်မှုအမျိုးမျိုးရှိကြပါတယ် ယဉ်ကျေးမှုတွေကလည်းစိတ်ခံစားမှုတွေကိုဖော်ပြတဲ့နည်းလမ်းတွေအပေါ်မှာလွှမ်းမိုးမှုရှိနေပါတယ်။ဥပမာအားဖြင့်ပြောရရင်တော့တချို့သောယဉ်ကျေးမှုတွေမှာအော်ဟစ်ငိုကြွေးတာလိုမျိုးပြင်းထန်တဲ့စိတ်ခံစားချက်ဖော်ပြခြင်းမျိုးကိုမသင့်တော်ဘူးလို့ယူဆပေမဲ့လည်းတချို့သောယဉ်ကျေးမှုတွေမှာတော့ဒီလိုဖော်ပြခြင်းမျိုးကိုကြဲကြဲပြန့်ပြန့်လက်ခံထားကြပါတယ်။တချို့သောပူဆွေးသောကရောက်မှုလက္ခဏာတွေကမထင်မရှားရှိနိုင်ပါတယ်။ကလေးပေါ်မူတည်ပြီးတော့မတူညီတဲ့စိတ်ဆင်းရဲမှုလက္ခဏာအမျိုးမျိုးကိုပြသတတ်ပြီး အောက်မှာတော့အသက်အရွယ်အမျိုးမျိုးအလိုက်တွေ့ရတတ်တဲ့ပူဆွေးတော့ကရောက်မှုလက္ခဏာတွေကိုဖော်ပြပေးထားပါတယ်။ကလေးတွေကစိတ်ဖြစ်စီမှုတွေကိုအကြက်တဲကြုံရတဲ့အချိန်တွေမှာကလေးတွေကဘလို့ကန်တွဲဖြစ်ရှင်းရမယ်ဆိုတာကိုသိရှိနိုင်မှုအတွက်လူကြီးတွေရဲ့အပြုမှုနဲ့စိတ်ခံစားမှုတွေကိုစောင့်ကြည့်တတ်ကြပါတယ်။ကလေးတွေမှာတွေ့ရများတဲ့စိတ်ဖြစ်စီမှုအပေါ်တုံ့ပြန်မှုများမိဘတွေကကလေးတွေရဲ့စိတ်ခံစားမှုတုံ့ပြန်မှုကိုစောင့်ကြည့်သင်ပြီးအချင်းနှီးပေါင်းမှုတည်ပြီးတော့စောင့်ရှောက်ပေးသင့်ပါတယ်။ ကလေးတွေရဲ့တုံ့ပြန်မှုများစွာမှာခဏတာမြတာကြာမြင့်ပြီးစိတ်ပိစီစရာဖြစ်ရတဲ့အတွက်ပုံမှန်တုံ့ပြန်မှုတွေဖြစ်ပါတယ်တုံ့ပြန်မှုတွေကကာလကြာမြင့်လာပါကကလေးကိုကျွမ်းကျင်သူတဦးရဲ့ပံ့ပိုးမှုလိုအပ်နိုင်ပါတယ်အပြင်းများတဲ့တုံ့ပြန်မှုတွေကတော့အသက်လာပိုင်းကနေ၃နှစ်အထိကလေးတွေရဲ့တုံ့ပြန်မှုတွေဟာစောင်းလျှောက်သူကိုပုံမှန်ထပ်ပို့ပြီးတော့တွဲကပ်လာတာအရင်ကငယ်စဉ်ကအမှုကျင့်တွေ ပြန်ပေါ်လာတာအိဆက်ပုံနဲ့စားတောက်ပုံပြောင်းလဲလာတာ ိုပြီးတော့စိတ်ဆိုးလွယ်လာတာပိုပြီးတော့လွန်လွန်ကဲကဲတက်ကြွလာတာအရာဝတ္ထုတွေကိုပုံမကြောက်ရွံ့လာတာပိုပြီးတော့တောင်းဆိုမှုတွေများလာတာပိုပြီးတော့မကြမကြငိုတက်လာတာဖြစ်ပါတယ်အသက်၄နှစ်ကနေ၆နှစ်အထိတုံ့ပြန်မှုတွေကတော့လူကြီးတွေကိုပိုပြီးတော့တွေ့ကပ်လာတာအရင်ကငယ်စဉ်ကအမှုအကျင့်တွေပြန်ပေါ်လာတာအိဆက်ပုံနဲ့စားတောက်ပုံပုံစံတွေပြောင်းလဲလာတာပိုပြီးတော့စိတ်ဆိုးလွယ်လာတာအာယုံဆိုင်မှုနည်းလာတာပိုပြီးတော့စိတ်လုံရှားမှုနည်းလာတာဒါမှမဟုတ်ပိုပြီးတော့လွန်လွန်ကဲကဲတက်ကြွလာတာ မကစားတော့တာလူကြီးတွေရဲ့တာဝန်တွေကိုလုတ်တက်တာစကားမပြောတော့တာပို့ပြီးတော့စိုးရိမ်လွန်လာတာဒါမှမဟုတ်ပူပန်တက်လာတာတို့ဖြစ်ပါတယ်အသက်9နှစ်ကနေ12နှစ်အရွယ်တုံ့ပြန်မှုမှာတော့တယောက်တည်းနေတက်လာတာတခြားထိခိုက်သူတွေအတွက်မကြာခဏစိုးရိမ်တက်လာတာအိဆက်ပုံနဲ့စားတောက်ပုံပုံစံတွေပြောင်းလဲလာတာပို့ပြီးတော့ကြောက်ရွံ့တက်လာတာစိတ်ဆိုးလွယ်လာတာမကြာခဏရန်လိုတက်လာတာခနာမငြိမ်ဖြစ်လာတာမှန့်ညံတဲ့အာယုံစူးဆိုင်မှုအားနေလာတာ ရုပ်ပိုင်းဆိုင်ရာယောဂလက္ခဏာတွေစိတ်ကြောင့်ဖြစ်တဲ့ယောဂတွေဖြစ်ရအကြောင်းတွေကိုမကြာခဏပြောပြတာဒါမှမဟုတ်ထထလဲလဲကစားတာအပြစ်ရှိတယ်လို့ခံစားရတာဒါမှမဟုတ်မိမိကိုယ်ကိုအပြစ်တင်တာအသက်73နှစ်ကနေ78နှစ်အရွယ်ဆယ်ကျော်သက်တွေရဲ့တုံ့ပြန်မှုတွေမှာတော့အလွန်အမင်းဝမ်းနည်းပူဆွေးတာတခြားသူတွေအတွက်အလွန်အကျွံစိုးရိမ်ပူပန်ကြောင်းပြတာအပြစ်ရှိတယ်လို့ခံစားရတာနဲ့နှမျောတတတနဲ့ခံစားချက်တွေဖြစ်ပေါ်တာပို့ပြီးတော့အာနာဖီဆန်တက်လာတာစွန်စားတက်လာတာရန်လိုတက်လာတာ ိုကိုကိုနာကျင်အောင်ပြုလုပ်တတ်တာခန်းစားချက်မဲ့တယ်လို့ခန်းစားရတာတို့ဖြစ်ပါတယ်။ဆဲကြောတက်ကလေးတွေရဲ့စိတ်ချမ်းမာရေးကိုပံ့ပိုးပေးနိုင်မဲ့နိလန့်တွေနဲ့စိတ်ချမ်းမာရေးနဲ့ပတ်သက်တဲ့အယူအဆအမားတွေအကြောင်းကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဆဲကြောတက်ကလေးရဲ့စိတ်ချမ်းမာရေးကိုပံ့ပိုးပေးနိုင်မဲ့နိလန့်လေးခုကတော့ကိုနဲ့ကိုကလေးရဲ့ဆက်ဆံရေးကအဆင်ပြေတာပဲဖြစ်ဖြစ်အပူတက်ရှိတာပဲဖြစ်ဖြစ်ကိုကသူ့ကိုချစ်တယ်ပံ့ပိုးပေးနေတယ်ဆိုတာကိုပြသဖို့ကတိတ်ပြီးတော့အရေးကြီးပါတယ်ခက်ခဲတဲ့အချိန်တွေမှာသူ့ကိုလမ်းပြပေးနိုင်တယ် သူ့အတွက်အမြဲရှိနေရဲဆိုတာကိုသိအောင်ပြသပေးဖို့လိုအပ်ပါတယ်။ကိုကလေးကိုဘလို့နေတယ်လဲ၊ဘာတွေခံစားရတယ်လဲလို့မေးတဲ့အခါမျိုးမှာသူ့အတွက်ကိုရှိနေရဲဆိုတာကိုပြဖို့မှတ်ထားရမယ့်အချက်၄ချက်ရှိပါတယ်။သူတို့ဘာတွေခံစားနေရတယ်ဆိုတာကိုပြောပြဖို့အားပေးပါ။ကိုကလေးအနေထားကိုသိရှိနိုင်မယ့်နည်းလမ်းတွေကိုရှာထားပါ။ဒီနေ့တို့ဘလို့အခြေအနေရှိတယ်လဲဘာတွေလုတ်ဖြစ်တယ်လဲဆိုတာကိုမေးပါအလုပ်တစ်ခုခုလုပ်နေဥပမာ ညစာစားဖို့ပြင်နေတော့မှအတူတူလာပြင်ပေးဖို့ပြောရင်သူတို့ရဲ့တနေတာအကြောင်းကိုစကားပြောကြည့်ပေးပါ။ဘာတွေပဲပြင်နေဖြစ်နေကိုကသူ့အတွက်ရှိနေတယ်ဆိုတာကိုသူတို့သိအောင်ဖော်ပြပါ။သူတို့ဘလို့ခန်းစားနေရတယ်ဘာတွေတွေးနေတယ်ဆိုတာကိုကိုကသိချင်တဲ့အကြောင်းကိုလည်းပြောပြပေးပါရိုးရိုးရှင်းရှင်းအားပေးစကားလေးတစ်လုံးနှလုံးကလည်းသူတို့ရဲ့ခန်းစားချက်တွေကိုကိုကိုထုတ်ပြောလာဖို့အတွက်အားဖြစ်စေပါတယ်သူတို့ခန်းစားနေရတဲ့စိတ်ခန်းစားချက်တွေက တခါတလေမှာကတိကောက်ဖျရတယ်ဆိုရင်တော့မှအတိမတ်ပြုဖို့နားလည်ပေးဖို့တိတ်ပြီးတော့အရေးကြီးပါတယ်။ကလေးကကိုကိုပွင့်ပွင့်လင်းလင်းပြောလာချိန်မှာနားလည်တာပေါ့။ဒီဟာကခက်ခဲတဲ့အချိန်လေးပဲ။ဒါမှမဟုတ်ရင်လေအေးပေါ့ဒီလိုခံစားမှာပဲလေလို့ပြန်ပြောပေးလို့ရပါတယ်။ကိုကလေးကကိုမကြိုက်တာတွေလုပ်နေအလွယ်တကူတတိထားမိနိုင်မှာပဲ။ဒါပေမဲ့သူတို့လုပ်နေတဲ့ကောင်းတဲ့အလုပ်လေးတွေကိုမြင်အောင်စူးစမ်းပြီးချီးကျူးပေးလိုက်ဖို့လိုအပ်ပါတယ်။နံပါတ်2အနေနဲ့ကတော့ကိုကလေးကိုပံ့ပိုးပေးဖို့အချိန်ပေးပါ အလေးကျင့်တဲ့ကလေးတွေတနေ့တာလုံနိုင်မဲ့ပန်းနိုင်လေးတွေကိုတတ်မှတ်ပြီးတော့တူတူလုပ်ကြည့်ပါကျောင်းကခိုင်းထားတဲ့အလုပ်တွေကြာမှာအိမ်ဝေယဝစ္စတွေကိုလည်းထည့်ပြီးတော့လောက်ခိုင်းလို့ရပါတယ်။ဒါမှမဟုတ်ရင်လည်းညစာမစားခင်မှာအိမ်စာပြီးအောင်လုပ်ဆိုပြီးတော့လည်းတတ်မှတ်ပေးတာမျိုးလုပ်လို့ရပါတယ်။ဆယ်ကျော်သက်ဆိုတာလွတ်လပ်ခြင်းဆိုတဲ့အဓိပ္ပာယ်ပါပဲ။ကိုကလေးကိုသူတို့နဲ့တင့်တော်တဲ့ကိုပိုင်အချိန်ကိုပိုင်နေရာပေးပါ။ကြည်ပြင်းလာခြင်းရဲ့ပုံမှန်အစိပ်ပိုင်းနဲ့မှာကိုပိုင်နေရာတစ်ခုလည်းလိုအပ်တာပါပါတယ်။ ကလေးကိုသူတို့လှုပ်ချင်တဲ့အရာလေးတွေလုံနိုင်အောင်ပံ့ပိုးပေးဖို့နိလန့်တွေရှာကြည့်ပါသူတို့လုံနေကြအလုပ်တွေကိုခဏထားပြီးတော့အနားယူဖို့အတွက်အားပေးပါကိုကလေးကအားမလို့အားမရဖြစ်နေစိတ်ပြတ်နေရင်သူတို့နဲ့အတူပြဿနာရဲ့အဖြေကိုရှာဖို့ကောင်းချင်းရအဖြေရှာကြည့်ပါအထက်စီးကအမိန်ပေးတယ်လို့ဘာလို့ရမယ်ဆိုတာမျိုးမပြောမိဖို့ကအရေးကြီးပါတယ်။နံပါတ်3အနေနဲ့ကတော့မပြေလည်မှုတွေကနေအောင်မြင်အောင်အတူတူဖြေရှားကြည့်ပါ။ကိုကလေးရဲ့အမြင်ကနားထောင်မှပြဿနာကိုအေးအေးဆေးဆေးဖြေရှင်းဖို့ကြိုးစားပါ မမေ့ရမှာကတော့လူတိုင်းစိတ်ဖြစ်စီမှုဆိုတာရှိတဲ့ကြတာပါပဲကိစ္စတခုကိုဒေါသထွက်နေတဲ့အချိန်တွေမှာမဆွေးနွေးပါနဲ့ခနာရှောင်ထွက်သွားပြီးတော့အတက်ကိုဝဝရှူစိတ်ကိုတည်ငြိမ်အောင်အရင်လှုပ်လိုက်ပါပြီးမှဒီကိစ္စကိုဆက်ဆွေးနွေးလို့ရပါတယ်အားပြိုင်နာမျိုးမလုပ်မိပါစေနဲ့ကြိုတင်ခံမှန်းလို့မရတာတွေရွေးချယ်စရာတွေကလည်းအကန့်အသတ်ရှိနေတယ်လို့တကဘာလုံးကခန်းစားနေရတဲ့အခုလိုအချိန်မျိုးမှာစေကျော်တဲ့လူငယ်တွေအနေနဲ့လည်းထိန်းချုပ်ထားဖို့ဆိုတာကခက်ခဲနိုင်ပါတယ် ခက်ခဲနေတဲ့အချိန်ဖြစ်တဲ့အတွက်ပြန်ပြီးတော့မပြေမလည်မတုံ့ပြန်မှုဩဇာတုံထိန်ချုပ်တာတွေမလုပ်ဖို့ထက်ဒီလိုထိတ်ထိတ်လန့်လန့်အခြေအနေအခါမျိုးမှာထိန်ချုပ်ထားတဲ့သူတို့ရဲ့ဆန္ဒတွေကိုကိုကျင်းစာကြည့်ပေးပါကိုကလေးပေါ်မှာယူတာပွင့်လင်းမှာကို့မှာလည်းစိတ်ဖိစီးစရာတွေအများကြီးရှိနေတယ်ဆိုတာကိုသူတို့သိပါစေကိုရဲ့ခက်ခဲတဲ့စိတ်ခံစားချက်တွေကိုဘလို့ကန်တွဲနေတယ်လဲဆိုတာသူတို့ကိုပြပေးခြင်းအပြင်သူတို့ရဲ့ခံစားချက်တွေလည်းဖြစ်တတ်တဲ့ခံစားချက်တွေပဲဆိုတာကိုသူတို့ကိုသိသွားစေနိုင်ပါတယ် မပြေလည်မှုတစ်ခုခုရှိတဲ့အခါကိုယ်နဲ့ကိုယ်ကလေးဘလို့ဖြစ်ရှင်းလို့ရနိုင်တယ်လဲဆိုတာအချိန်နဲ့နဲ့ယူပြီးတော့စဉ်းစားကြည့်ပါဒီလိုစဉ်းစားမိတာတွေကိုကိုယ်ကလေးနဲ့လည်းပြောကြည့်ပါဒါဆိုဒီစိတ်ကူးပေါ်မှာသူတို့ဘလို့ယူဆနိုင်တယ်လဲဆိုတာကိုသိလာနိုင်မှာဖြစ်ပါတယ်နံပါတ်၄အနေနဲ့ကတော့ကိုကိုကိုခယူဆိုင်ပါအုတ်ထင်းသူတွေဆိုတာကင်တွယ်ဖြစ်ရှင်းရတာတွေတိတ်ပြီးတော့များပါတယ်ကိုကိုတိုင်းကလည်းစောင့်ရှောက်မှုတွေပံ့ပိုးမှုတွေလိုအပ်ပါတယ်ကိုကိုကိုခယူဆိုင်ပြတာကကိုကလေးကိုစံနမူနာပြတဲ့နီလန်ကောင်တစ်ခုဆိုလဲဟုတ်ပါတယ် စိတ်ဒုက္ခရောက်နေတဲ့စိတ်ဆင်းရဲနေတယ်လို့ခံစားရတဲ့အခါမှာအကူအညီတောင်းဖို့တွေးဝေနေပါနဲ့ဒီလိုခံစားချက်မျိုးဖြစ်တတ်တာကပုံမှန်ပါပဲဘာမှမဖြစ်ပါဘူးမိသားစုဝင်တယောက်ယောက်ဒါမှမဟုတ်ကိုရင်ပွင့်ပြောပြလို့ရမယ်လူတယောက်ယောက်ကိုရှာပြီးတော့စကားပြောကြည့်ပါကိုနဲ့ပတ်သက်တဲ့သူအတွက်အချိန်ပေးပါကိုရဲ့ခံစားချက်တွေအတွေ့အကြုံတွေကိုရင်ပွင့်ပြောပြလို့ရမယ်လူမျိုးကိုရှာထားပါဒီတိုင်းကိုဘလို့ခန်းစားနေရတယ်ဆိုတာကိုသိရဖို့အတွက်အချိန်တစ်ခုတက်တက်ပေးပြီးသူတို့နဲ့တူတူရှိနေကြည့်ပေးပါ နေ့တာအတွင်းမှာကိုကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင်စိတ်ဖြည့်စည်းမှုတွေရော့သွားအောင်ကုညီပေးနိုင်မယ့်အရာလေးတွေကိုလည်းလှုပ်ဖို့အတွက်အချိန်ပေးပါအလုံးများတဲ့နေ့မှာပဲဖြစ်ဖြစ်လှုပ်ရှားတိတ်မရှိတဲ့နေ့ပဲဖြစ်ဖြစ်ကိုကိုစောင့်ရှောက်ဖို့အချိန်ပေးတယ်ဆိုတာကကိုအကျိုးအတွက်တိတ်ပြီးတော့အရေးကြီးပါတယ်ကိုနှစ်သက်တဲ့အလုပ်တွေလှုပ်တာဒီနေ့တာမှမိနစ်ပိုင်းလောက်လေးအနားယူတာအပန်းဖြေတာကလည်းအားပြန်ပြေဖို့အတွက်အထောက်အကူဖြစ်ပါတယ်အကျိုးပြုတဲ့ကိုနဲ့အစဉ်ပြေရာစီမံပုံနည်းလမ်းတွေကိုစမ်းသပ်ပြီးတော့လုပ်ကြည့်လို့ရပါတယ် ဒီကျင့်ကံလောက်တာမိဆွေတွေနဲ့စကားပြောတာလောက်ရမဲ့အလုပ်တွေကိုစည်ရင်းလောက်ထားတာကြိုပြီးတော့အစီအစဉ်ဆွဲထားတာပုံမှန်လုံးနေကြအလုပ်ကလေးတွေကိုလောက်တာကိုကျေးဇူးတင်ရတဲ့ဂုံယူရတဲ့အကြောင်းအရာတွေကိုတွေးကြည့်တာဂီတဖြစ်ဖြစ်အမှုပညာဖြစ်ဖြစ်နင်းစင်မှတ်တမ်းရေးတာဖြစ်ဖြစ်ကိုဝသနာပါရနှစ်သက်ရာအလုပ်လေးတွေလောက်တာမျိုးလေးတွေပါစေချမ်းမရင်နဲ့ပတ်သက်တဲ့အယူအဆအမှားများလူတယောက်စိတ်ချမ်းမာရေးပြဿနာရှိတယ်ဆိုတာကအဲ့ဒီလူရဲ့ဉာဏ်ရည်နှိမ့်နယ်ဆိုတဲ့သဘောပဲဆိုတော့အယူအဆအမှား စိတ်ကျမ်းမာရေးဆိုတာရုပ်ကျမ်းမာရေးလိုပဲညံရေးတို့လူမှုရေးအခြေအနေတို့နဲ့ဝင်ငွေအတိုင်းတာတို့နဲ့မဆိုင်မဲလူတိုင်းဖြစ်တတ်တဲ့ပြဿနာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဆယ်ကျော်သက်အရွယ်တွေအတွက်စိတ်ကျမ်းမာရေးအားနည်းတာကပြဿနာကြီးတစ်ခုမဟုတ်ပါဘူး။သူတို့ကဟော်မုန်းအတက်အကျကြောင့်သာစိတ်အပြောင်းလဲမြန်တာအယုံဆိုင်ခံကြလို့ဆိုးပြနေတာဆိုတဲ့အယူဆအမှားတွေကတခါတလေမှာတော့ဆယ်ကျော်သက်တွေကစိတ်အပြောင်းလဲမြန်တတ်တယ်ဆိုတာဟုတ်ပါတယ်။ဒါပေမဲ့ဆယ်ကျော်သက်လူငယ်တွေမှာစိတ်ကျမ်းမာရေးပြဿနာမရှိနိုင်ဘူးဆိုတာကတော့မဟုတ်ပါဘူး။ ဒီကမ္ဘာလုံးတိုင်းညာနဲ့ဆိုရင်တေချောင်းကျန်စီမူကအသက်10နဲ့15နှစ်ကြားလူငယ်တွေရဲ့တွေ့ရအများဆုံးတေဆုံးခြင်းအကြောင်းရင်းမှာပြစမနေရာမှာရှိပြီး15နှစ်ကနေ19နှစ်ကြားလူငယ်တွေကတော့စရုပ်ထတေဆုံးမှုအများဆုံးအကြောင်းရင်းဖြစ်နေပါတယ်စိတ်ကြမ်းမရဲ့အခြေအနေအားလုံးရဲ့ထဝက်ကျော်လောက်ကအသက်14နှစ်အရွယ်မှာစလီရှိပါတယ်။စိတ်ကြမ်းမရဲ့မကောင်းတာကပျော့ညံ့တဲ့လက္ခဏာပဲ။လူတစ်ယောက်ကစိတ်တက်တာခိုင်မာနေဒီလိုအခြေအနေမျိုးဖြစ်မှာမဟုတ်ဘူးဆိုတော့အယူအဆအမှား စိတ်ကြမ်းမာရေးပြဿနာဆိုတာအားနေတာစိတ်ဆွမ်းအားမရှိတာတွေနဲ့ဘာမှမဆိုင်ပါဘူး။ဒါကလူတစ်ယောက်ကဒီလိုဖြစ်ဖို့မဖြစ်ဖို့ရွေးချယ်နိုင်တဲ့အခြေအနေတခုလည်းမဟုတ်ပါဘူး။တကယ်တော့စိတ်ကြမ်းမာရေးပြဿနာတခုအတွက်အကူအညီတောင်းဖို့လိုအပ်တယ်ဆိုတာကိုသိဖို့ကအင်အားနဲ့တက်တည်အရန်လိုအပ်ပါတယ်။ဘသူမဆိုစိတ်ကြမ်းမာရေးပြဿနာဆိုတာရှိနိုင်ပါတယ်။စိတ်ကြောတဲ့အရွယ်မှာမိဘအုပ်ထိန်မှုမကောင်းရင်စိတ်ရောဂါဆိုတာဖြစ်နိုင်ပါတယ်ဆိုတဲ့အယူအဆအမှား စီးပွားရေးအဆင်မပြေတာအလောက်ကိုင်းမရှိတာအကြမ်းဖက်ခံရတာအခြေတကြမရှိပဲရွှေပြောင်းနေထိုင်ရတာတွေနဲ့တခြားဆိုးရတဲ့အခြေအနေတွေလိုအချက်ပေါင်းများစွာကဆေးကြောတဲ့လူငယ်တွေအပြင်သူတို့ရဲ့အုတ်ထင်းသူတွေရဲ့စိတ်ချမ်းသာမှုနဲ့စိတ်ချမ်းမာရေးတဲ့မကပဲသူတို့ကြားကဆက်ဆံရေးအပေါ်မှာလဲလွှမ်းမိုးမှုရှိနိုင်ပါတယ်။နှွေထွေးတဲ့မြေတားပေးပြီးတော့ပံပိုးပေးတတ်တဲ့မိသားစုကဆေးကြောတဲ့လူငယ်တွေကလည်းစိတ်ချမ်းမာရေးပြဿနာကြုံရနိုင်တယ်လို့လိုအပ်ချက်ရှိနေတဲ့အုတ်ထင်းသူတွေရဲ့လက်အောက်ကလူငယ်တွေဟာလဲစိတ်ချမ်းမာရေးပြဿနာဖြစ်နိုင်ကြပါတယ်။ အခုပြောပြပေးသွားတဲ့အကြောင်းအရာတွေကိုတော့ကလေးများအတွက် UNICEF ဆောင်းပါးကနေကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းကျမတို့ရဲ့ K12 အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျမရင်နဲ့ဘူတုဒ္ဒရာစီမဲ့အကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နိလန့်တွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။